အီရှီဂိုရိုကသူ့လောက်ကတားပေါက်လေးတွေကိုကျူးကျော်သူတွေကိုရှင်းပြရမယ်ပြောနေပါရဲ့ဒါပေမဲ့သူတို့နေတာနဲ့မော့ဘ်တုတ်ကိုမရှင်းနိုင်ပါလဲသိနေပြီးသားပါကိုက်တုတ်ကိုဖမ်းထားတဲ့အခန်းစီမော့ဘ်တုတ်ကခိုးဝင်လာပြီးကယ်ဖို့လုပ်ခဲ့ပါရဲ့အဆောင်လေးကမြင်သောရင်မဲ့အဆောင်ထဲကအရက်တောက်နေတဲ့ဂင်ဆိုတဲ့သူကအေးအေးဆေးဆေးသွားခိုင်းခဲ့ပါရဲ့ဘာလို့ဆိုဂင်ကတာမန်လောက်ခန့်အဆောင်ထဲနဲ့မော့လို့ဆွမ်းရှင်တွေကအစားဘလောက်ကွာချားလဲသိနာလဲလို့ပါပဲလက်သေးဘွဲကကဘာကိုအုပ်စိုးနိုင်တဲ့အခါလက်အောက်ခံတွေကစုလိုက်ရဖို့ပဲမျှော်လင့်ထားပါရဲ့ ဆောင်းအားနဲ့ကလေးတွေကပေါက်တိုက်တော့အနေငယ်ထိရောက်သလိုရှိပေမဲ့တင်ပယ်ရဲ့ဆောင်းအားကိုမကြောင်နိုင်တော့သေးကြပါဘူး။အဲ့တော့နာကျင်မှုကိုခံစားစေပြီးဆောင်းအားပွဲအောင်လှုပ်ပေးတဲ့အခန်းတွေကိုရောက်သွားခဲ့တာပါ။မဆူဆိုးရဲ့လက်သေးဖွဲ့ဝင်တယောက်လည်းရောက်လာခဲ့ပြီးတစ်ဖက်မှာအချုပ်ခန်းထဲကကလေးတွေကိုမတွေ့ရလို့တဲရူးကအဆောက်တရက်ကိုရစ်နေပါရဲ့။ကျဲမင်းမှလည်းတဲရူးလက်ချက်နဲ့မှောက်ကုန်တဲ့လူတွေအများကြီးကိုတွေ့ရမှာပါ။မီးဆွမ်းနဲ့မီယာကာဝါကတဲရူကိုမီးတွေလုံးရင်းနဲ့အလျောက်တက်ခိုက်ခဲ့ပြီးတဲရူကအကာအွယ်ဖန်လုံးနဲ့ကာပါရယ်။ဒါပေမဲ့တဲရူကမီးတွေကိုတံပြန်သွားစေခဲ့တာကြောင့်မီယာကာဝါပဲမီးပြန်လောင်သွားပါရယ်။ ။ဒါပေမဲ့အလေးဝင်တိုက်တာကြောင့်တဲရူးကမှောက်သွားပါပြီ။မူကိုင်းရဲ့စိတ်ခိုင်းလို့ရတဲ့အယုတ်တွေကကျူးကျော်သူမော့ကိုရှာတွေ့သွားပါရင်ရစ်စုကအစမ်းမရှိတဲ့ပါမွားလောက်ခံခလေးတသားတွေကိုနှစ်ယောက်စီပူးရိုက်ပြီးတဲ့နောက်ခြေဆောင်နာနဲ့အုံနေရန်ကိုကွဲရသွားစေတဲ့ရှို့ဆွဲသူကရောက်လာပါရဲ့။သူကလည်းခလေးပါပဲ။မော့ကမူကိုင်းရဲ့တတရုပ်တွေအားလုံးကိုစိတ်ဆွမ်းအနေနဲ့ဖျက်ဆီးလိုက်တာကြောင့်မူကိုင်းကတော့ငိုသွားပါပြီ။စုကြည်ကမူကိုင်းကိုသွားလို့မော့ကိုတိုက်ခိုက်ခဲ့ပြီးသူကတာမန်တိုက်ခတ်တင်နဲ့ချတာပါ။ စုကြည်ကတခြားသူတွေနဲ့မတူတာကခန္ဓာကိုယ်တစ်ခုလုံးကကီကိုဒူးနဲ့လက်သေးမှစုပြီးအားသုံးနိုင်ပါတယ်။အမေချမ်းတပ်ပိုချမ်းပြီးချနေပေမဲ့မောကတော့ငိုနေပါတယ်။အကြောင်းကတော့သူ့ဆရာရေကန်ပြောတာကမိမတွေကိုရိုက်တဲ့သူတွေကစိုးရတဲ့သူတွေ။ဒါကြောင့်အခုလဲစုကြည်ကိုမတိုက်ချင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့စုကြည်ကမင်းမတတတိုက်လို့ရရလို့ဆိုလာပါပြီ။ဒီမေကတော့သူ့လိုဝိညာဉ်တွေထိ ंछ ုပ်ပြီးတိုက်ခိုက်နိုင်တဲ့သူနဲ့ရင်ဆိုင်နေရပြီးမနိုင်တော့တဲ့အဆုံးသူဝင်ပူးထားတဲ့အဆောက်ခဏကိုယ်တွေကနေဖြတ်ပြီးပါတယ် ဒါပေမဲ့အခိုင်အခံဝင်းကြီးတွေကိုလှည့်စားလိုက်တာသာဖြစ်ပြီးဘာအဆမ်းမရှိတဲ့ခိုင်းတဲ့သူကိုတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဟိုကနောက်ထပ်ဝင်းကြီးနှစ်ကောင်ကိုထတ်ထုတ်ခဲ့ပြီးတစ်ဖက်မှာတော့စုချီကမော့စီမှာရှုံးသွားပါပြီ။အရဲကျမ်းမာတယ်ဆိုပြီးထတ်လွတ်လိုက်တဲ့အတွေ့အသုံးပြီးတိုက်ခိုက်တတ်တဲ့တာကူချီကလည်းဘာမှမလုပ်ရသေးခင်ပါတယ်။မော့ကစိတ်ဆွမ်းရနဲ့ဂိုင်းပေါက်လိုက်ပါတယ်။လဲကျနေတဲ့ရစ်စုကိုတော့ကြည့်ရောအသက်ရှူနေပါသေးတယ်။သူညီဒီလိုဖြစ်ရလို့ဒေါသထွက်သွားပြီးမော့ဆွမ်းအပောက်ကွဲမှုက62ရာခိုင်နှုန်းကိုရောက်သွားတာပါ။ ဘူတိုကစိတ်ဆွာပွေရောင်နေမော့ကိုပြဝင်မယ်။မော့ပောက်ကွဲမှုကတရားရဟန်တို့ဖြစ်ကမော့ပြောဘူတိုရောလဲကြသွားပါရဲ့။နေရတဲ့ကနေရှိုးကထွက်လာခဲ့ပြီးအမာယုရှိရဲ့ CIA အဆင့်အဖက်ဝင်၁၁ယောက်မှ9ယောက်ကကြာရှုံးသွားပါပြီ။မော့တော်သူတွေအကုန်လုံးလည်းအပန်းခံနိုင်ရပြီ။တင်ဘယ်ကဝိညာဉ်တရားလောက်ဆုထားတဲ့အိုးရဲမှာအဖန်းခံနိုင်ရတာပါ။တဲမှာတင်ပတ်ထက်အကောင်လဲကြီးအစွမ်းလဲမြင့်တဲ့ဝိညာဉ်တွေရှိနေပြီဒေဘယ်ကတော့သူ့ကိုစားမဆိုးတာကြောင့်ကေကြပါအောင်လို့អော်နေခဲ့ပါတယ်ဒီမှာရအပိုင်း၁၀ရာပြီးဆုံးသွားပါတယ် ရီဂန်ကတော့မော့ကိုဖုန်းဆက်လို့မရတာကြောင့်သူပေးထားတဲ့ဖုန်းရဲ့တင်နေရာကိုကြည့်ပြီးတက်စီငှားလာပါတယ်။မော့ကပြန်တရီရလာပြီးသူတို့ရောက်နေတာအစားသုံးလို့မရတဲ့အလုံးပိတ်ချုပ်ခန်းကြီးရဲ့မှာပါ။ရီဂန်ကစကန်ရှိရောက်တော့အဆောက်နေတယ်တွေ့ပါတယ်။သူကသူတစ်ပည့်စီသွားမယ်ပြောလိုက်တာရီဂန်ကိုဒီစကန်တစ်ခုလုံးအုပ်ချုပ်နေတဲ့အီရှီဂူရိုရဲ့ဆရာလို့ထင်သွားကြပါတယ်။တကယ်ကမော့ကသူတစ်ပည့်မလို့ရီဂန်ကသူတစ်ပည့်စီသွားမယ်လို့ပဲရိုးရိုးရှင်းရှင်းပြောလိုက်တာဖြစ်ပါတယ်။လက်တဲ့ဖွဲ့ကြီးကဂျပန်ကိုပြန်ရောက်လာပြီးပြည်တန်နယ်ဆွာကိုဒါကြောင့်ခံစားလို့ရနေတာ သူ့အထဲဝင်မယ်လမ်းဖယ်လမ်းဖယ်ဒီလိုတွေတော့အဆောင်နေရဖြစ်ကုန်တာပါရီဇိုနက်တို့ဖမ်းမိတဲ့ကလေးတွေကိုရေကန်ကတွေ့ရသူတို့ပြန်ပေးဆွဲခံရအောင်တည်သွားပါတယ်ဒါနဲ့ပဲမကောင်းတာမလုပ်ရဘူးဘိုင်ဒန်နဲ့အဆောင်တွေကိုရေကန်ကတရားချလိုက်ပြီးမော်လိုချုပ်ထားတဲ့အခန်းစီကိုရောက်သွားကြပြန်ပါလေဆရာဒီမှာဘာသာလုံးနေရလဲမော့ကပြီးတော့ဒီတော့ဂျန်တဲ့သူရဲ့ဆရာလားဆိုပြီးအဆောင်နေရဲ့ရေကန်ပေါ်အထင်ကြီးမှုကပူပူပြီးမြင့်တက်လာနေပါပြီဒါကြောင့်မော်တို့ကိုခေါ်ပြီးရေကန်ကပြန်ထွက်ခံနေအီရှီကိုရိုအဖွဲ့ကစောင့်ကြုံနေပါတယ် အီရှီဂူရိုကအစွမ်းကုန်တိုက်ရင်လက်အောက်ခံသားမင်းဆောင်တွေကတေးမှာပါသူတို့တေးမှာကိုအီရှီဂူရိုကဂယုမဆိုင်ပါဘူးဒါကြောင့်ရီဂန်ကလက်အောက်ခံအဖွဲ့တွေကိုရီမန်းချက်ကြီးကြီးရှင်တေးလို့မဖြစ်သေးဘူးဒါကြောင့်အခက်လွတ်တွေတဲ့သွားပုန်းခိုင်းနေပြီဒါကိုသူတာဝန်ထားလိုက်လို့ဆရာကြီးဌာနေပြောလာပါရင်လက်အောက်ခံတွေကပြေးသွားပြီးမှရီဂန်ကသူ့ပြေးဖို့လုပ်ခဲ့ပေမဲ့အီရှီဂူရိုကမျက်နှာချက်ကိုဖြိုချပြီးပြေးလို့မရအောင်ပိတ်လိုက်ပါပြီကျန်တဲ့သူတွေကအီရှီဂူရိုကိုမရှင်နိုင်အောင်ပြောနေတဲ့အချိန်မှာမော့ဘ်ကတော့ရှေ့ထွက်သွားပါတယ်အီရှီဂူရိုရဲ့ဆန်းကမြေဆွမ်းအဝတ်ထိန်းချုပ်ပြီးမော့ဘ်ကိုတိုက်ခိုက်နေရပါ ဒါကိုရေရန်ကတိမခတ်နိုင်တော့ပဲအထူးတိုက်ကွက်ဖြစ်တဲ့ဆွာရရှယ်စကျင်ဇုံကန်ချက်ကိုထုတ်သွင်းလိုက်ပါပြီ။အီရှိကိုရိုကလင်းထွက်သွားခဲ့ပြီးရေကန်ကခလေးတွေကိုစားသူတိုက်မယ်ပြောလာပါရဲ့။ပထမဆုံးစိတ်ညှို့ပြမယ်ဆိုပြီးအကျွေးစီးကိုကြီးခိုင်းနေပြီးဗီလင်ကိုမြန်မာလူကြီးပိတ်ထိုးပြစ်ပါရဲ့။ဗီလင်တယောက်ရဲ့ဂျူကန်ဓာတ်ကတော့ပလတ်စတစ်ဓာတ်ဖြစ်ပေမဲ့အစားသုံးပါများတော့အစားထွက်လာတာပါ။ဒါကလည်းသူ့ပြောစကားအရာပါပဲ။ဝိညာဉ်တို့လောင်နာတဲ့သူကလည်းဝိညာဉ်တွေအကုန်လုံးကိုထုတ်ပါရဲ့။ကိုဝါနိုင်တဲ့သူကကိုဝါတွေကိုထုတ်တယ်။အီရှိကိုရိုကလည်းအနက်ရောင်ဆွဲအားဘောလုံးတွေကိုထုတ်တယ်။ စာရကမရှိတဲ့ဝေဂန်ကလွဲလို့ကျန်တဲ့၃ယောက်ကဖီလင်းတွေကိုကုကန်နေပြီးမော့ပေါက်ကဲမှုဖြစ်ဖို့က85ရာခိုင်နှုန်းမှာမော့ကစာရကိုမတုံးကျင်ပေမဲ့ရစ်စုကလည်းတရားရနေပြီးတဲရုကလည်းအသေးကြီးကုကန်နေရပါတယ်တဲရုကငါတို့စာရကိုစာရနဲ့ပြန်ကုကန်မှာရမယ်လို့လည်းတောက်လျှောက်ပြောနေခဲ့ပါတယ်မော့ကတရားရခိုင်နှုန်းပြီးရောမဲ့ချေရီဂန်ကမလုံနဲ့နောက်ဆုံးမှမင်းမဲခံခံရမှာဆိုပြီးဝင်တားပါတယ်ရီဂန်ကထပ်ပြေးကိုပဲပြောနေပြန်ပါတယ်ရီဂန်စင်မော့ပထမဆုံးရောက်သွားတော့ကအချိန်တွေကိုပြန်တွေးမိသွားတာပါ မော့ဖ်ကမကောင်းဆိုးဝါးတွေမြင်နေရပြီးရေဂန်လည်းသူ့လိုပဲထင်လို့လာတွေးခဲ့တာပါ။သူမထင်ကြုံနိုင်တဲ့အစွမ်းတွေထွက်လာရဲ့ဘယ်လိုလုပ်မယ်ဆိုတာကိုလာတိုင်ပင်ခဲ့တာပါပဲ။မကောင်းဆိုးဝါးတွေကိုမြင်လဲမြင်ရတယ်။နှိမ်လဲနှိမ်နေနိုင်တယ်ဆိုတော့ရေဂန်ကမော့ရဲ့အစွမ်းတွေကိုတရေဖက်တဲ့နေရာမှာအတုံးချဖို့အကြံရသွားခဲ့တာပါပဲ။လက်ရှိချိန်မှာတော့မော့ကိုရေဂန်ကဝင်ကပီးနဲ့ဓာတ်နဲ့ကြောကိုခုတ်ချခံလိုက်ရပါပြီ။ဒီမာရီယာပိုက်ဆက်တစ်ကပြီးဆုံးတာပါပဲ။မော့ဖ်ကဆရာစကားအယံနာခံသူတယောက်ဖြစ်ပါတယ်။ဒါနဲ့ကြောင့်မှအခုခံရရအောင်အသက်ရှင်နေသေးလို့ရစ်စုကအန်အောင်းနေရှာပါတယ်။ ။ထူးခြားသော်လည်းပဲရီဂန်စီမှာလည်းပောက်ကွဲရတဲ့ရတော့မဟုတ်ပဲတစ်ထောင်အထိဖြစ်သွားပြီးအီရှီကူရိုရဲ့အနက်ရောင်ဆွဲရဘောလုံးတွေအကုန်လုံးကို AC ပဲလက်နဲ့ရိုက်ချနေပါရယ်။အဲ့ဒီချိန်မော့ကတော့ပောက်ကွဲမှုတုံညရပိုင်းတုံးထီကိုပြန်ဆင်းသွားပါရယ်။ဘာတွေဖြစ်ကုန်ပြီလဲ။အီရှီကူရိုကကြဲကြဲနက်နက်ပြန်တိုက်ပေမဲ့ရီဂန်ကအတော်လေးထူတဲ့အကာအဝေးနဲ့ကာထားလိုက်ပြန်ပါပြီ။အနောက်ရောက်ဆွဲရဘောလုံးတွေအကုန်လုံးကသူတို့ဆွဲနိုင်တဲ့ပမာဏထက်များတဲ့ဆွဲရကိုဆော့ရတာကြောင့်ပျက်စီးုံတာပါအဲ့နောက်အီရှီကိုတို့ဖိဖိလေးကင်လိုက်ပေမဲ့ကင်ပေါ်တယ်လို့ဖြစ်ပြီးလွတ်ထွက်သွားပါရဲ့ ဒါဗီလိန်ကတနက်နဲ့ထုတ်ပြတာကိုရေရန်ကကြီးစံကိုလက်နဲ့ပဲရိုက်ချလိုက်တာပါ။အီရှီဂူရိုကလည်းအမျိုးသမီးထင်မြင်မဲ့ထိတ်ပြောင်နေတဲ့အဖိုးကြီးသာဖြစ်နေခဲ့ပါလေ။ခေါင်းဆုပ်ကလည်းကျွတ်သွားပါပြီ။ခုနရေရန်စွမ်းအားများနေရခြင်းကမော့ပေါက်ထည့်ပေးထားတဲ့စွမ်းအားတွေကြောင့်လည်းပေါ့ပါလေ။အီရှီဂူရိုကတကြောပြတ်တက်ခိုက်ခံပြီးရေရန်ကမော့ကိုစွမ်းအားတွေထပ်တောင်းပါလေ။ဒါပေမဲ့အခုတစ်ချိန်မှာတော့မော့မှာစွမ်းအားတွေမရှိတော့ပါဘူး။အဲ့ဒီအချိန်ရှိုးကရောက်လာပြီးထိုးလို့လိုက်တာကြောင့်အီရှီဂူရိုကလွတ်ထပ်သွားပါလေ။ မန်ဆူရိုကသူ့ရဲ့အကြံဆုံးမာရှယ်လိုဆိုတဲ့မကောင်းဆိုးဝါးကိုထုတ်ပြန်မဲ့ဒင်ဘယ်ကထွက်လာပြီးခေါင်းကိုထူးခြားပစ်လိုက်ပါပြီ။ဒင်ဘယ်ကအခုမှအရောက်တရာတော့အသာလေးရှင်နိုင်တယ်။အခုကအင်အားနည်းနည်းပြန်ရသွားပြီးလှုပ်ဝင်မဲ့အရာအလုံးကပြီးနေပါပြီ။လူဆိုးတွေအကုန်လုံးကလည်းလဲနေပါပြီ။မလဲသေးတဲ့လူဆိုးတွေအကုန်လုံးကလည်းအတိတရားဝင်သွားပါပြီ။နောက်နေ့ကြောင်းမြန်တဲ့တော့မော့ကစူဘိုမီကိုအရန်ငန်းနေပြီးမျက်လုံးချင်းဆောင်သွားတော့မော့ကလန့်သွားပါလေ။ဒင်ကအရန်သွားကြည့်နေတာကိုဆိုပြီးမေဇာတူကရောက်လာပါလေ။မီဆူတို့ကလည်းသူတို့ကြောက်ရှောက်ခဲ့တဲ့လုပ်ရက်တွေအတွက်လိုက်တောင်းပန်ပါလေ။ တန်ခါကတော့အဲ့ဒီကိစ္စကဘာမှရေးမကြည့်တော့ပါဘူးလူတွေကငါ့ကိုဘရော့ကတ်ထုံးမလဲပဲစဉ်းစားနေကြတာလူတွေကိုမုံမင်မဲ့ငါနှလုံးသားကနှုတ်ရယ်ဆိုတာသိလိုက်ရတယ်တန်ခါကခန္ဓာကိုယ်ဖွံ့ဖြိုးရေးအသင်းမှာဝင်ပြီးလေ့ကျင့်နေတာပါမော့ကလည်းပြေးနေရင်လဲကြတော့မယ့်အတိုင်းပါပဲတူမီယိုဖက်ကတော့ဂိမ်းဆော့လိုက်မုန်းဆားလိုက်စာအုပ်ဖက်လိုက်လုပ်နေရင်အခန်းထဲမှာပဲစကားပြောနေကြပါ යි မော့ကအပြေးလေ့ကျင့်ရင်သတိလက်သွားပြန်တာကြောင့်ရီကန်ကိုကူညီဖို့တင်ဘက်ကိုလှုပ်လိုက်ပါတယ်ရှိုဆိုရာကတော့အီရှီဂူရိုရဲ့နိုင်ငံခြားရောက်နေတဲ့အကြီးကြီးရဲ့သားပါပဲ။ ခုနှစ်ခုမြောက်အဖွဲ့ကပြက်စီးသွားပြီဖြစ်ကြောင်းရှိုကရီမောမောလှမ်းပြီးသူ့အဖေကိုကြောင်းကြားလိုက်ပါတယ်အကြီးကဲကလည်းတိတ်မကြခင်ဂျပန်ကိုပြန်လာမယ်လို့ပြောပါတယ်ရီဂန်နဲ့မော့ဘ်တို့ကတီဗီသတင်းမှာတောင်ပါလာတဲ့ဆူချီနိုဆိုတဲ့မွေစိုးကိုသွားဖတ်ဖို့ထွက်လာကြပါပြီရီဂန်ကအဲ့ဒီမွေကိုဖမ်းကျင်ပေမဲ့တခါမှမမြင်ဘူးပါဘူးတကယ်တမ်းမြင်တော့လေအဆိုပါမွေဟာအကြီးကြီးမှအကြီးကြီးပါပဲဖုံးစံအတိုင်းမော့ဘ်ကပဲမွေကိုလက်ဆတုံးလိုက်ပြီးဒီမှာလည်းအပိုင်းဆက်နှစ်ကပြေဆုံးလာပါတယ်ဒါကတော့ဘော့ဘ်ဆိုက်ကို100စီစဉ်1ရဲ့အဆုံးသတ်လည်းဖြစ်ပါတယ်